ော်ဆာမူးပွဲမှာအမှတ်ပြရနိုင်ခဲ့ပေမဲ့ဆာရွက်မအပ်ခင်မှာကျွန်တော်အဖြေတွေအားလုံးကိုဖျက်ပစ်လိုက်တယ်ကျွန်တော်ဆရာမဆရာကိုဆာရွက်အလုပ်ပဲအပ်လိုက်တယ်ကျွန်တော်ဒီလိုလုပ်ခဲ့တာကဘာလို့လဲဆိုတော့ကျွန်တော်ဘယ်လောက်ပဲအမှတ်ရရကျွန်တော်ရဲ့မွေးစားညီမကအမှတ်တွေကိုခိုးယူသွားလိမ့်မယ်ဆိုတာသိနေလို့ပဲအရင်ဘဝတုန်းကကျွန်တော်အမှတ်က225မှန်းတိခဲ့ရပေမဲ့ကျွန်တော်ခေါင်းလဲလိုက်တာနဲ့အမှတ်က200ကိုပြောင်းသွားခဲ့တယ်ဆရာမဆရာကအရန်ဒေါသထွက်သွားတယ်သူတို့ကကျွန်တော်အတိတ်ကဆာမူးပွဲတွေမှာလိမ့်လေဖြေဆိုခဲ့တယ်လို့ထင်သွားကြတယ်ကျွန်တော်မွေးစားညီမကဒါကိုမြင်ပြီးခုံယူဝင်ကြွားစွာပြုံးလိုက်တယ်ကျွန်တော်အတန်းဖော်တွေအားလုံးကကျွန်တော်ကိုအပြစ်တင်ကြတယ်အဲ့ဒီတော့မှကျွန်တော်မွေးစားညီမကကျွန်တော်အမှတ်တွေကိုခိုးယူသွားခဲ့တာမှန်သဘောပေါက်သွားတယ်ကံကောင်းစွာနဲ့ကျွန်တော်ကဆာမူးပွဲမှာ ိုင်ခင်၃ရက်အလူမှာပြန်လည်မွေးဖွားလာခဲ့တယ်ကျွန်တော်မွေးစားညီမကကျွန်တော်အမတ်တွေကိုဘယ်လိုနည်းနဲ့ကိုယူနိုင်ခဲ့လဲဆိုတာကျွန်တော်သိချင်နေခဲ့တယ်နောက်ပိုင်းမှာသူမမှာတခြားသူတွေနဲ့အရာဝတ္ထုတွေကိုလဲလှယ်နိုင်တဲ့စွမ်းရည်တစ်ခုရှိနေတာကိုမတော်တဆတွေ့ရှိခဲ့တယ်တန်ကြီးအနေနဲ့သူမကသူ့အသက်၁၀နှစ်ကိုဆုံးရှုံးသွားလိမ့်မယ်ဒီတစ်ခါတော့ကျွန်တော်ကျွန်တော်ကန်ချက်မကိုပြောင်းလဲဖို့ဆုံးဖြတ်လိုက်တယ်မကြခင်မှာပဲစာမွေးပွဲထရားမဲနေရောက်လာခဲ့တယ်ကျွန်တော်မွေးစားညီမကကျွန်တော်အတွက်စာမွေးပွဲသုံးပစ္စည်းတွေကိုတိတိကျကျပြင်ဆင်ပေးခဲ့ပေမဲ့ကျွန်တော်ကစာမွေးပွဲခန်းထဲမှာဆရာမဆရာလာလို့တဲ့ဒီအိပ်ပျော်နေခဲ့တယ်ပြီးတော့ကျွန်တော်ကမိကုန်းတွေကိုတည်နေတယ်လို့ဟန်ဆောင်ခဲ့တယ်နောက်ဆုံးမှကျွန်တော်စာမွေးပွဲစာရွက်ကိုအပ်လိုက်တယ်ကျွန်တော်စာမွေးပွဲခန်းထဲကထွက်လာတဲ့အခါစာမွေးပွဲပြီးသွားပြီဖြစ်တဲ့ကျွန်တော်မွေးစားညီမနဲ့တိုက်တိုက်ဆိုင်ဆိုင်တွေ့ဆုံခဲ့တယ်သူမ မကကျွန်တော်ကိုစာမေးပွဲကလွယ်သလားလို့မေးခဲ့တယ်ကျွန်တော်ကပြောရှင်စွာနဲ့ဟုတ်တယ်လို့ပြောလိုက်တယ်ပြီးတော့ကျွန်တော်ကအဖြေတွေအားလုံးကိုကြောင်းရဲ့ပုံရံပုံမားတင်လိုက်တယ်ပမောက်ခကကျွန်တော်ကိုတတိထားမိသွားတယ်အဲ့ဒါကကျွန်တော်မွေးစားညီမအတွက်ကျွန်တော်ပြင်ဆင်ထားခဲ့တဲ့အားတင်စရာလက်ဆောင်လေးတွေမကြခင်မှာပဲအချက်လက်စစ်ဆေးထားတဲ့အမှတ်တွေထွက်လာခဲ့တယ်မျောလင့်ထားတဲ့အတိုင်းပဲကျွန်တော်အရင်ဘဝကအတိုင်းအမှတ်200ပဲရခဲ့တယ်ကျွန်တော်မွေးစားညီမကကျွန်တော်ကိုချက်တဲ့အကွက်စင်ဆွဆွဲလို့တယ်သူမကကျွန်တော်ဟာထိတန်းကြောင်းသားအတူရောင်တယောက်ဖြစ်ပြီးကျွန်တော်ရဲ့အထိတ်ကအမှတ်တွေအားလုံးဟာခုချထားတာလို့ဒီပဲလို့ပြောခဲ့တယ်ပြီးတော့သူမကသူ့အမှတ်က925မှတ်တယ်လို့ယုံကြည်မှုရှိရှိကြွားဝါခဲ့တယ်သူမကသူ့အမှတ်900တောင်နိုင်မှာမဟုတ်ဘူးလို့ပြောခဲ့တယ်ဒါပေမဲ့ကျွန်တော်မိဘတွေကသူမကိုမယုံကြည်ခဲ့ကြဘူးဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့အမှတ်တွေက အမြဲတမ်းညံ့ဖျင်းခဲ့လို့ပါ။သူမကအရင်တုန်းကသူ့ရဲ့အရေးချင်းတွေကိုဖုံးကွယ်ထားခဲ့တာဟာကျွန်တော်စိတ်ကိုမထိခိုက်စေချင်လို့ပါလို့ရှင်းပြခဲ့တယ်။ပြီးတော့သူမကသူ့ရဲ့အမှတ်ကိုသူကိုယ်တိုင်စစ်ဆေးလိုက်တယ်။အဖြေတွေထွက်လာတဲ့အခါလူတိုင်းတုံလုံးအံ့ဩသွားကြတယ်။ကျွန်တော်မွေးစားညီမကသူမအမှတ်အရန်မြင့်လိုက်မယ်လို့ထင်ထားခဲ့တာ။ကျွန်တော်ကရေမောလိုက်ပြီးသူမကိုသူ့အမှတ်ကိုတည်တည်ချာချာကြည့်လိုက်ဦးလို့ပြောလိုက်တယ်။သူမကဖန်သားပြင်ကိုမယုံနိုင်စွာနဲ့စိုက်ကြည့်နေခဲ့တယ်။ မလေးနိုင်ငံသားကနေအိမ်ပြန်ရောက်လာတဲ့အခါသူ့အဖေကမိထွေးတယောက်ယူထားတာကိုတွေ့ရှိသွားတယ်။စစ်ကြံလမ်းမှာသူတို့၃ယောက်အတူတူရိုက်ထားတဲ့တပ်ပုံတွေကိုကြည်ရင်ကောင်လေးကသူ့ဒီနေရာနဲ့မသက်ဆိုင်တော့ဘူးလို့ခံစားလိုက်ရတယ်။ဒါကြောင့်သူကအရင်ကသူ့အခန်းဖြစ်ခဲ့တဲ့စီသွားလိုက်တဲ့အခါအဲ့ဒါကိုသူ့ညီလေးကရယူထားပြီးဖြစ်နေတာကိုပဲတွေ့လိုက်ရတယ်။ဒါကကောင်လေးကိုဒေါသတကြီးဖြစ်သွားစေပြီးဒါကြောင့်သူ့အခန်းကိုပြန်ရဖို့သူ့မိထွေးကိုသွားရင်ဆိုင်တောင်းဆိုခဲ့တယ်။ဒါပေမဲ့သူမကညှဉ်းဆန်ခဲ့တယ်။သူ့အခန်းပြန်မရနိုင်မှန်းတိလိုက်ရလို့သူထွက်သွားတော့မယ်ဆဲဆဲမှာပဲ။အမျိုးသမီးကသူ့ကိုတားလိုက်ရုံမှတပါတခြားနီးလည်းမရှိခဲ့ပဲနှစ်ထပ်ကုတင်တွေတက်ဆင်ပေးမယ်လို့ပြီးပေးခဲ့တယ်။ကောင်လေးကမချေမနှက်နဲ့ပဲလက်ခံလိုက်တယ်။ညရောက်တော့ညီငယ်လေးကပြင်လာပြီးသူ့အကိုကိုသူနဲ့အတူဒိန်းစော်ပေးဖို့ကြီးကြပ်ပူဆာခဲ့တယ်။ဒါကြောင့် ောင့်သူအကိုကတမင်တကာတရေပုံမြင်တွေပြောပြီးသူ့ညီကိုငိုတဲ့အထိခြောက်လန့်ခဲ့တယ်။မျိုးသမီးမှသူ့ညီကိုသူမနဲ့အတူလာအိတ်ခွင့်ပြုလိုက်ရုံမှာတပါတခြားနီးလည်းမရှိခဲ့ဘူး။ကောင်းလေးနဲ့ဆက်ဆံရေးပြေးလဲစေဖို့နောက်တနေ့မှာမျိုးသမီးကသူ့အကြိုက်ဆုံးဟင်းလျာတွေကိုချက်ပြုတ်ပေးခဲ့တယ်။မမျှော်လင့်ပဲကောင်းလေးကလုံးဝဂရုမစိုက်ခဲ့တဲ့အပြင်မျိုးသမီးကိုပါစတင်လှောင်ပြောင်းတယောက်ခဲ့တယ်။ဒါကိုကြားတော့ညီငယ်လေးကကောင်းလေးကိုသူ့အမေရင်းစီသွားရှာဖို့ပြန်ပြောခဲ့တယ်။ကြက်အနေငယ်ကြတော့ညီငယ်လေးကကောင်းလေးပုံဆွဲနေတာကိုတွေ့ပြီးသူ့နဲ့တူလိုက်ဆွဲချင်ခဲ့တယ်။ဒါပေမဲ့ကောင်းလေးကသူ့ကိုစစ်ဆက်တံတွေတုံးခွင့်မပေးခဲ့တဲ့အပြင်သူ့မှာစစ်ဆက်တံကောင်းကောင်းမရှိဘူးလို့တောင်းပြောင်းခဲ့တယ်။သူ့မှာလည်းအဲ့ဒီလိုရှိတယ်ဆိုတာတတ်သိပြဖို့ညီငယ်လေးကအိမ်ကူမလေးတတိမမှုတော့ခွင့်ကောင်းယူပြီးပစ္စည်းတွေသွားယူဖို့အတန်းဖော်တယောက်ရဲ့ အစီကိုဟိုးသွားခဲ့တယ်။အမျိုးသမီးပြန်ရောက်လာတဲ့အခါအိမ်ကူမလေးကသူ့သားပြောင်းနေကြောင်းသူ့ကိုပြောပြခဲ့တယ်။သူ့သားနဲ့ကောင်လေးတို့စကားများခဲ့ကြမှန်းသိလိုက်ရတာနဲ့သူမကသူ့သားပဲရောက်နေတယ်လဲဆိုတာကိုချက်ချင်းအပြစ်တင်ဆမေးတော့တယ်။ဒါပေမဲ့ကောင်လေးကသူမသိဘူးလို့ပြန်ပြောခဲ့တယ်။အမျိုးသမီးဒေါသထွက်နေတော့မှပဲသူ့သားကအပြင်ကနေရုတ်တရက်ပြန်ရောက်လာခဲ့တယ်။သူကဆေးဆက်တွေရှာမတွေ့ခဲ့တဲ့အတွက်ကောင်လေးနဲ့အတူတူပုံဆွဲလို့မရခဲ့ဘူးလို့ပြောခဲ့တယ်။အမျိုးသမီးကဒါကိုကြားတဲ့အခါဒေါသတကြီးဖြစ်သွားပြီးသူ့ကောင်လေးကိုစတင်ဆဲဆိုချိန်ပေါင်းပါတော့တယ်။ကောင်လေးကသူ့သူညီလေးကိုမမုံချောင်းရှင်းပြခဲ့ပေမဲ့လည်းအမျိုးသမီးကသူ့ကိုယုံကြည်ခြင်းမရှိခဲ့ဘူး။ကောင်လေးကသူ့ရဲ့စိတ်ခံစားချက်တွေကိုဖွင့်ထုတ်လိုက်တယ်။အဲ့ဒီလိုမပြောနဲ့ကျွန်တော်ခင်ဗျားကိုဘယ်လို့မှရှင်းလို့မရဘူး။အဲ့ဒီခိုက်တက်မှာကောင်လေးရဲ့အဖေအိမ်ပြန်ရောက်လာပြီးဒါကို ားသွားပြီးတဲ့နောက်ကောင်လေးကိုမျိုးသမီးအားတောင်းပန်ဖို့ချက်ချင်းတောင်းဆိုခဲ့တယ်။ဒါပေမဲ့ကောင်လေးကငြင်းပယ်ခဲ့တယ်။ဒါပေမဲ့ဒီပြုမှုကသူ့အဖေကိုဒေါသပောက်ကွဲသွားစေခဲ့တယ်။သူကအခန်းထဲကိုတန်းဝင်သွားပြီးကောင်လေးရဲ့အမျက်တနိုးအထားဆုံးစစ်ဆက်တံတွေကိုမြေကြီးပေါ်ပြပောက်လိုက်တာအရာအားလုံးကိုလိုက်ခွဲဖြက်စီးပစ်ခဲ့ပြီးသူ့ကိုနောက်ဘက်တော့မှပုံမဆွဲတော့ဘူးတတိပေးခဲ့တယ်။ဒါပေမဲ့ဒီအဖြစ်ပြပြီးတဲ့နောက်မှာတော့ကောင်လေးရဲ့စိတ်ထဲမှာကြောက်မက်ဖွယ်ကောင်းတဲ့အတွေးတစ်ခုဝင်ရောက်လာခဲ့တယ်။